ွဲမင်္ဂလာပါဒီချိန်ကတော်တော်သမီးတို့ကို grade 1တင်ကြားတင်ကြားပြီးမြဲဒီချိန်မိုးမြင့်ဖြစ်ပါတယ်ကဲအခန်း3တုံညဆိုတဲ့ခေါင်းစဉ်လေးကိုဒီချိန်နဲ့တူတူလေ့လာကြည့်လိုက်အောင်နော်ဟုတ်ပြီပုံလေးကြည့်လိုက်ပါဦးဟောပုံလေးမှာလူပနှစ်ယောက်ကိုတွေ့ပါတယ်လေရေးတက်ကြည့်မယ်နော်1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 သုံးဟောအဲ့ကလေးသုံးယောက်ကဘာလုပ်ကြမှာလဲဟောချင်းနှောင်းလေးထဲမှာဘောလုံးလေးတွေပြစ်ထည့်ကြမယ်နော်ဟုတ်ပြီတယောက်ကိုဘယ်နှလုံးစီပြစ်ထည့်မလဲဆိုရင်သုံးလုံးစီပြစ်ထည့်ကြမယ်ဟောကဲသင်္ကန်းစာ1ဘလောက်စီရှိတယ်လဲကြည့်ကြမယ် ချင်းထဲမှာဘောလုံးလေးပြက်ထက်လိုက်တာဟုတ်ပြီနော်ဘသူကဘလောက်စီရလဲဆိုတော့ကိုတကယ်တော့ပုံလေးနဲ့တူတူကြည့်ကြည့်လားကဲပထမဆုံးပုံလေးမှာကောင်မလေးဟုတ်မနော်စပင်ကုတ်ခွဲလေးနဲ့ဟုတ်ပြီအဲ့ကောင်မလေးရဲ့ရှေ့မှာချင်းတောင်းလေးရှိတယ်အဲ့ချင်းတောင်းလေးထဲမှာဘောလုံးခုနှစ်လုံးရှိလဲရေတွက်ကြည့်အောင်ဒီချင်းနဲ့တူတူတိနှစ်ဟောဘယ်နှလုံးမှရှိလဲနှစ်ဟုတ်ပြီဒါဆိုရင်အောက်ကကွက်လက်ကလေးမှာဗာရေးလိုက်မလဲနှစ်ဟောအလဲရကောင်လေးကိုကြည့်မယ်ဟောအလဲရကောင်လေးရဲ့ ရှေ့မှာရှိတဲ့ချင်းလေးထဲမှာဘောလုံးလေးဘယ်နှလုံးရှိတယ်ဒီချင်းနဲ့တူတူရေးထွက်ကြအောင်၁၂3ဟောဘယ်နှလုံးရှိလဲ၃လုံးဒါဆိုရင်အောက်ကကွက်လက်ကလေးထဲမှာရေးလိုက်မယ်၃ဟုတ်ပြီဒါဆိုရင်နောက်ဆုံးကကျန်တဲ့တစ်ယောက်ကိုကြည့်ကြည့်လိုက်အောင်ဟောနောက်ဆုံးကတစ်ယောက်မှာချင်းထဲမှာဘောလုံးလေးဘယ်နှလုံးရှိလဲဟောဘယ်နှလုံးမှမရှိဘူးဒါဆိုရင်ဘာမှမရှိတာကိုဘာလို့ခေါ်ပါလဲ၃ညဟုတ်ပြီနော်ဒါဆိုရင်ဘာမှမရှိတာကိုဘာလို့ခေါ်လဲ၃ည ကဲဒါဆိုရင်ကိုရေးတွက်လိုက်တဲ့အရေးအတွက်မှာတစ်ခုမှမရှိတာကိုဟုတ်ပြီနော်ဘာမှမရှိတာကိုဘာလို့ခေါ်လဲတုံညဟုတ်ပြီဒါဆိုရင်ကိုမှဘာမှမရှိဘူးဆိုတော့ဖော်ပြခြင်းဘာလေးနဲ့ဖော်ပြမလဲတုံညနဲ့ဖော်ပြမယ်နော်ကဲဒါဆိုရင်ဒီချိန်နဲ့တူတူတုံညရေးနည်းလေးကိုလေ့ကျင့်ကြည့်လိုက်ရအောင်ကဲဟုတ်ပြီတုံညရေးနည်းလေးကဲကြည့်မယ်နော်ဇေယျကွက်ထဲမှာဒီချေရတုံညာရင်းနှီးလေးကိုလေ့ကျင့်ပြမယ်။ဟုတ်ပြီ။တုံညာရင်းနှီးလေးမှာအောက်အပေါ်မှာမြင်းအနီ အောက်မှာမြင်းပြအောက်မှာမြင်းပြအောက်ဆုံးမှာကမြင်းအနီလေးဟုတ်ပြီတုံညကိုရေးတဲ့အခါမှာ ဟုတ်ပြီနော်အလဲမှာရှိတဲ့မြင်းပြနှစ်ချောင်းလေးကိုပဲသုံးမယ်နော် ဟုတ်ပြီအဲ့ဒီမြင်းပြလေးကိုမှတုံညကိုအောက်မြင်းပြလေးကနေဝိုင်းဝိုင်းလေးအပေါ်မြင်းပြလေးကိုသွားမယ်အပေါ်မြင်းပြလေးကနေမှအောက်မြင်းပြလေးကိုပြန်ထိမယ်အဲ့ဒါကိုဘာလို့ခေါ်လဲတုံညဟုတ်ပြီကဲရှင်းလင်းတူတူရေးကြအောင်အောင်မြင်းပြနေရနေစရင်မယ်နော်ကဲဟုတ်ပြီ 3ညဟုတ်ပြီနောက်ထပ်တလုံးတော့ရွေးကြည့်အောင်3ညဟုတ်ပြီနောက်တလုံးရွေးကြည့်မယ်3ညဟုတ်ပြီနော်ဒီချိန်နဲ့တူတူလိုက်ရင်မယ်နော်ကဲနောက်ထပ်တစ်ခွက်မှရွေးကြည့်လိုက်အောင်3ညဟုတ်ပြီနောက်တစ်ခွက်မှ3ညဟုတ်ပြီနောက်တစ်လုံးတော့ရွေးကြည့်လိုက်အောင်နော် ကဲရေးကြည့်မယ်ကဲ၃ညဒါဆိုရင်တအားသူမျိုးတွေရေး၃ညရင်းနှီးလေးကိုလည်းသိသွားပြီเนาะဒါဘာမှမရှိတဲ့အရာကိုဖော်ပြခြင်းဘာနဲ့ဖော်ပြရလဲ၃ညနဲ့ဖော်ပြရတယ်ဆိုတာလည်းသိသွားပြီเนาะဒါဆိုရင်အခန်း၃၃ညဆိုတဲ့ခေါင်းစဉ်လေးကိုတအားသူမျိုးတို့နားလည်ပါတယ်เนาะနောက်ထပ်သင်ခန်းစာတစ်ခုမှာဒီချိန်နဲ့အတူတူပြန်ဆုံတွေ့ကြမယ်เนาะ